အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တာတွေအားလုံးမင်္ဂလာပါ Bradford အသင်းကတော့လစ်လက်သွားတဲ့ Thomas Frank နေရာမှာသူတို့ရဲ့နီးပြတဲ့အဖြစ်အခြားနီးပြတွေအများကြီးရှိတဲ့အထက်ကနီးပြအဖွင့်ဘွယ်တဲ့ကတယောက်ဖြစ်တဲ့ Keith Andrew ကိုနီးပြအဖြစ်ခန့်လိုက်တယ်၃နှစ်စာချုပ်နဲ့ခန့်တယ်ဆိုတော့အခုဒီဒီနီးပြကအိုင်လန်လူမျိုးနီးပြဖြစ်တဲ့ Sheffield United အပါအဝင် ကလပ်သင်းချိုမှာတာဝန်ထမ်းဆောင်မှုတဲ့အိုင်လန်မှာလည်းတာဝန်ထမ်းဆောင်ခဲ့ပြီးတော့ဘယ်လိုပြောမလဲဆိုတော့ Brentford ရဲ့ Thomas Frank အသင်းမှာ Sappi coach ဖြစ်တာဝန်ယူတယ်။ဆိုတော့အသက်က44နှစ်ရှိပြီးဒါဒီ UEFA ရဲ့ Pro License ရထားပြီးတော့သူ့နီးပြပွားမှာ MK Don အသင်းမှာ Assistant coach လုပ်တယ်။အိုက်ကနေမှာ Ireland Under 21အသင်းမှာ Assistant coach ဖြစ် ဒါ2020မှာလုတ်ပြီးတော့မှအိုင်လန်လက်ဝေးစင်အသင်းရဲ့2023ထိလက်ထောက်နီးဖြားဖြစ်လုတ်တယ်။ Sheffield United အသင်းမှာတော့2024ထိအာဘယ်လိုပြောမလဲလက်ထောက်နီးပြလုတ်ခဲ့ပြီးတော့မှ Brentford ကို Sabi Coach နေနဲ့2024ခုနှစ်မှာပဲပြောင်းလာတယ်။ဆိုတော့သူ့မှာနီးပြချုပ်အရေးသွေးမရှိသည့်တိုင်အောင်လက်ထောက်နီးပြဘဝနဲ့သူအသင်းစုစုပေါင်းဒါ၄သင်းကိုခြင်တာပေါ့လေလက်ဝေးစင်အိုင်လန်နဲ့ Island 21ရဲ့ မ်ဂီတွန်ရဲ့ Sheffield United ရဲ့အခု Brentford အပါအဝင်ဆို2.5တင်းဆိုတော့ကျွန်တော်တခုပဲ concern ဖြစ်တာက Brentford က risk ယူပြီးတော့ဒီတယောက်ကိုနီးပြဖြစ်ခန့်တာကသူတို့ရဲ့ Premier League အိမ်မက်တီကိုအများကြီး danger ဖြစ်သွားနိုင်လားဒါကျွန်တော်တို့ဒီခါလေးကြာရင်အရေးသွေးရှိတဲ့ထိတ်တန်းနီးပြတယောက်ကိုထုတ်ပြီးတော့ရောင်းထုတ်တာတို့ထွက်သွားတဲ့အချိန်မှာ well recruitment လုပ်နိုင်ပြဿနာမရှိဘူးဥမာမနေ့က Leicester City ကိုကြည့်ပြ ချီကူပါနဲ့သူတို့လက်စတာကဘယ်လိုပြောမလဲဆိုတော့အန်ဇိုမွန်စကာနဲ့တန်တက်အောင်လုပ်တယ်တန်တက်ပြီးတဲ့အချိန်မှာသူတို့တေချာ replacement မလုပ်နိုင်တဲ့အချိန်မှာစတီကူပါနဲ့သူတို့စတယ်ရာသီအစ9ပွဲလောက်မှာစတီကူပါရလက်တီဆိုးလို့ဆိုပြီးသူတို့ကထုတ်ပြီးတော့ Ruben Nesterite ထည့်တဲ့အချိန်မှာနောက်ဆုံးမှာ Leicester တန်းဆင်းသွားတယ်ကျွန်တော်မမရရ Leicester တစ်ခါတော့ကလည်းအတိုင်းပဲသူတို့ဒီ Brandon Rodgers ကို ထုတ်ပြီးတော့သူတို့ဒီ Dane Smith ကြီးကိုတွားထည့်လိုက်တယ် ိုက်ချိန်မှာသူတို့နောက်ဆုံးတန်းဆင်းသွားတယ်ဆိုတော့အခုလက်ရှိအနေထားအရဒီလိုမျိုးခက်ဆက်ဆက်ပေါ့လေဥမာဝူဖာဟန်တန်ဆိုရင်သူတို့ဂယ်ရီအိုနေကိုထုတ်ပြီးတော့သူတို့ well recruitment အနေနဲ့ဒါအဒေါနီအီရာဝူလာကိုနှီးပြဖြစ်ခန့်တယ်ဆိုတော့ကျွန်တော်အခုလက်ရှိမှာ brighton ဆိုလေလူငယ်နှီးပြအနေနဲ့အလုပ်ဖြစ်နေတာပဲဒါပေမဲ့ brentford ကရောအဲ့ဒါကို rich room brentford ကစားပုံကကျွန်တော်ရှင်းရှင်းလေးပြဟို attractive football ဆိုတာတဲ့သူတို့ကပို့ပြီးတော့ဒါပို့ပြီးတော့ ထိရောက်တဲ့ကစားပုံမျိုးနဲ့အမှတ်ယူတဲ့အသင်းဖြစ်တဲ့နှစ်စင်နှစ်စင်ကစားမကောင်းတွေကိုရောင်းထုတ်တယ်အခုကသူတို့ Brian Abumo ထွက်ပြီးဖြစ်တဲ့ကြောင့်ဒီနေရာမှာဒီ Fiorentina ကကစားမတယောက်ကိုသူတို့ချက်ချင်းအစားထိုးထားတယ်အခုကဒီရတီကသူတို့အပြောင်းလဲအများကြီးပဲဗျာကျွန်တော် Brentford ဆိုရင်ကျွန်တော်မြန်မာနိုင်ငံအတွက်အမြင့်တဲ့ speak out လုပ်ပေးတဲ့အသင်းလေးဖြစ်တယ် ဝက်ဆယ်ဒန်ကလပ်အတင်းလေးပေါ့လေ local club လေးကနေဒါအခုပရီးမီးယားလိဂ်ကိုရောက်လာလို့ဒါသူတို့ပေးတက်တယ်ဆိုရင် အာဆင်လည်းအားပေးတယ်ချယ်ဆီလည်းအားပေးတယ်စပါ့စ်လည်းအားပေးတယ်လန်ဒန်အသင်းတွေတော်များများအားပေးကြတဲ့အသင်းလေးဆိုတော့အခုဂိုဒမားဖလက်ကန်ကလီဗာကူဆင်ကိုပြောင်းတယ်ကယ်လာဟာကိုအစားထိုးတယ်ဘရိုင်ယန်အဘူမိုးထွက်တယ်အခုရှက်ဖီယူနိုက်တက်ကကစားမတယောက်ကိုသူတို့ဒီ sorry ဖိုင်နိုကကစားမတယောက်ကိုအစားထိုးတယ်အခု ဒီနောကထွက်ပြီးနောကနေရာမှာသူတို့အစားထိုးမှာသူတို့အစားထိုးမဲ့သူတွေနဲ့သူတို့အပြောင်းလဲအဓိကတော့ Thomas Frank Thomas Frank နေရာမှာအစားထိုးတဲ့ Key and True ဆိုတဲ့တယောက်ကရော Bradford ကိုတန်းပြန်ချက်မှာနောက်တစ်ခုကကျွန်တော်ဟို Thomas Frank နဲ့ပတ်သက်လို့ပေါ့လေ Thomas Frank ကအုပ်ဆိုရင် Man United က Amaron ဆိုရင်သူလုတ်ဆရာရှိတာလေအကုန်စလုတ်နေပြပြီးခဲ့တဲ့နှစ်ထဲက transfer အတွက်သူတို့ကြိထားပြီးသား Mikel Arteta ရော Pep Guardiola ရော now Arne Slot ရော now အသင်းတော်တော်များများကလုတ်ဆောင်နေတဲ့အချိန်မှာ Bradford ဒီနီးပြဖြစ်လာတဲ့ဒီဘယ်လိုပြောမလဲဆိုတော့ Thomas Frank နဲ့တချို့ကစားမတွေကလည်း okay ဒီ project ကငါတို့တို့ကကောင်းချင်မှကောင်းတော့မယ် Spurs နဲ့အောင်မြင်မှုရပြီလစ်တော့မယ်မဟုတ်ဘူး Spurs နဲ့ထပ်ပြီးတော့ project အသစ်တခုကိုဆက်သွားမလားဆိုတော့ Thomas Frank ကရော Brentford မှာအောင်မြင်နိုင် Brentford ကနေ Spurs မှာအောင်မြင်နိုင်လားဒါ Spurs တွေနဲ့တေးကြတာတော့အခု Christian Romero ကိုတန်း60သတ်မှတ်ထားတယ်ဆိုတော့တေးကြတယ်သူတို့ Spurs ကလူဖြည့်တင်းမှုအများကြီးလုပ်ရမယ်မလို့လို့ရှိရင် Spurs က Spurs ကနီးပြအဆက်ဆက်မှာ နီးပြတယ်မကြဘူးဗျခဏလေးနဲ့ခန်းလိုက်တယ်ဥမော်ရီဆိုပိုချတီနိုထွက်သွားပြီးအချိန်မှာနူနိုအက်စပီတိုဆန်တိုတို့အန်တိုနီယိုကွန်တေတို့ဂျိုဆီမိုရီညိုတို့ဒီကြားနီးပြအများကြီးပဲမြန်တယ်အကုန်မြန်တယ်ကွန်တေနည်းနည်းကြာတယ်နောက်ဆုံးမှာအခုဒီပြီးခဲ့တဲ့နီးပြအန်ဖိုဆိုကိုကနှစ်နှစ်ကြာတယ်ဆိုတော့စပါးစ်ကရောနီးပြတဲ့သောမတ်ဖရန့်နဲ့ဒါအောင်မြင်မှုရနိုင်မလားနီးပြတဲ့သောမတ်ဖရန့်နဲ့တခုခုလွတ်ပြနေမှာနောက်တစ်ခုက ရင်းလိုက်တဲ့ Brentford သူတို့စေတန်းတော့ရပါတယ် Thomas Frank ကိုရှင်းပြီးတော့ထွက်လာတဲ့ချိန်မှာ Sabis Coach ကိုနီးပြဖြစ်ခံတဲ့ Brentford ကရော Premier League မှာဆက်ချမ်းပြီးအရင်လိုဒါပြိုင်ဘက်တွေကိုဒုက္ခပေးနိုင်တဲ့အသင်ဖြစ်ဆက်ရှိနေလားကျွန်တော်တာတကားတွေအများကြီးပဲဆိုတော့အဲ့ဘယ်လိုမြင်ကြတယ်ဒါဒီ Hoover Hunter တို့နောက်စီကျွန်တော် Hoover နဲ့ဆိုတဲ့ Bournemouth တို့ Brighton တို့လို Where Recruitment အသင်ပဲအမှန်တိုင်းပြောတော့ Brentford က ဘယ်တော့မှ relegation တက်ဆိုရင်ဇာမရှိဘူးဒါပေမဲ့ဒီဒီချိန်မှာသူတို့အတွက်ဆိုရင်ဇာဖြစ်နိုင်လားထော်တနန်ကရောမနိခတဲ့ပူကောင်းတဲ့ယာတီကနေဥရောပချန်ပီယံလိကိုထပ်ပြီးဝင်ခွင့်ရပြီးတော့ back to back ဒါပြိုင်ပတ်ပြိုင်ပွဲစုံတစ်ခုကိုဟန်ချက်ကြီးသွားမဲ့ချိန်မှာ Thomas Frank တို့ဘလောက်ထိ pressure များမထင်နဲ့ကိုမမဝင်အောင်မချက်ပြကြပါအောင်ကြည့်ကြပါလေ